မင်္ဂလာပါရှင်ဒီနေ့ကလွယ်လွယ်ကူကူကြက်ချိုကြက်လေးချက်စားမယ်ကြက်သားကကြက်ပောင်အုံပြပါတယ်သူတွေကိုအရှားသာမို့ကျွန်မထည့်လိုက်တယ်ပြီးတော့ပဲငယ်များကြီးအကျဲကြက်ချိုကြက်ကတော့ပဲငယ်များကြီးအကျဲရို Q0 ဓာတ်ရင်ထည့်ရတာပေါ့ရှင် Q0 ထည့်တယ်ပြီးတော့မိမိကအရောင်ကြိုက်တယ်ဆိုရင်တော့ပဲငယ်များကြီးအပြစ်အနေငယ်ထည့်နိုင်တယ်စားမလို့ဘူးเนาะဘာလို့လဲဆိုတော့တရုတ်ချက်တွေကတရုတ်တွေကစားထည့်ပြီးတော့နှက်လေးမရှိပါဘူးရှင်ဒါကတော့ကျွန်မကတော့စားအစားကို ဘဲငပိအငံပါရှင်ဘဲငပိအငံကို သူကလေးကိုထည့်ပြီးတော့ကျမနှက်မှာဖြစ်ပါတယ်ဘဲငပိအငံပလင်ကတော့ထိုင်းနိုင်ငံမှာနေတဲ့သူတွေကစူပါမားကတ်တိုင်းမှာသွားရှာပြီးတော့ဝယ်နိုင်ပါတယ်ရှင်ကျမကတော့စီကြောက်တတ်တဲ့သူမို့လို့ကျမကဒီနေ့စီအနေဆုံးနဲ့သူ့ကို အချိုချက်ချက်သားမှဖြစ်ပါတယ်အချိုချက်ဖြစ်တဲ့တွင်ကျက်တော်အနည်းငယ်ကျက်တော်ဖြူရဲ့ဂျင်းရဒါတွေလိုအပ်ပါတယ်ကြိတ်ထားတာကတော့ဂျင်းနဲ့ကျက်တော်ဖြူပဲကြိတ်ပါမယ်ကျက်တော်ညီကိုတော့ကျွန်မခွဲစမ်းလေးတွေတူတဲ့ကိုထင်မှဖြစ်ပါတယ်အဲ့တော့ဂျင်းနဲ့ကျက်တော်ညီကိုကျွန်မကြိတ်ထားပါတယ်ရှင် စပြီးတော့အိုးတရံအတွက်အိုးရဲကိုတကြားတစုံခန့်ထည့်လိုက်တယ်တကြားတူအောင်ဆောင်းမယ်တကြားလေးတွေအနေငယ်တူးလာတဲ့အခါမှာစီလင်းအနေငယ်ထည့်ပါတယ်ပြီးရင်စီပူအောင်ဆောင်းမယ်စီလင်းပူလာတာနဲ့ကျမပထမကြိတ်ထားတော့ဂျင်းနဲ့ချက်တုံမျိုးကိုထည့်ပြီးတော့ဒီမှာစီတက်ပါအဲ့ချင်းဆိုတအားမွေ့နေစီတက်နံလေးကိုရရှိမှာဖြစ်ပါတယ်ဂျင်းနဲ့ချက်တုံမျိုး ready ဖြစ်တယ်ဆိုရင်တော့ချက်သားနှက်ထားတာကိုထည့်ပြီးတော့ကျမဒီမှာ စစ်သားလေးတွေအပေါ်ရန်တင်းနေသည့်စီတပ်ပါမယ်ရှင်။စီတပ်နေနဲ့ကရဝင်းရွယ်၃ရွက်လောက်ကောက်ထည့်လိုက်ပါတယ်ရှင်။ဝတ်သားမစားတဲ့လူတွေအတွက်ဒီလုံနည်းလေးကအသုံးဝင်မယ်လို့ယူဆပါရဲ့။ကြက်သားလေးတွေအပေါ်ရန်တင်းနေသည့်ကျွန်မအဖုံးလေးပိတ်ပြီးတော့9မိနစ်10မိနစ်လောက်နှပ်ပါရဲ့။ကဲဒီလိုအနေထားဆိုရင်တော့ရေကမိမိလိုတလောက်ထဲပါ။ကျွန်မကရေအများကြီးမကြိုက်ဘူး။အဲ့တော့ရေအနည်းငယ်ပဲထဲပါရဲ့။မိမိကရေမိမိကကြိုက်တယ်ဆိုရင်လည်းထဲနိုင်ပါရဲ့ရှင်။ ပြီးတော့ရင်တဖန်အဖုံးလေးပိတ်ပြီးတော့စက်သားနူးတီကြီးတဲပါတယ်စက်သားလေးတွေနဲ့တွဲစားရန်အတွဲကျမကဒီမှာပဲပါရှင်ဒီပဲတော့ကိုတော့ကျမကရက်ခိုင်လုံးချက်မယ်အများကြီးလည်းမရှိဘူးနည်းနည်းပဲရှိတယ်ရှင်အဲ့တော့တစ်ခွက်စာလေးကျမရက်ခိုင်လုံးချက်ပါမယ်သူ့ကိုကျမကဘေးနားမှာရှိတဲ့ဒီအရင်ရိုးတွေပေါ့နော်အဲ့ဒါတွေကိုကျမဖယ်လိုက်တယ်ဖယ်လိုက်ပြီးတော့လက်လေးနဲ့တစိမ့်စာတစိမ့်စာတစိမ့်စာပေါ့နော်စိမ့်လိုက်ပါတယ်ရှင် ဘယ်တော့ရှည်လဲရတယ်ဒီလိုပဲမျိုးစားလိုက်ရတယ်ဘယ်အမျိုးအစားမဆိုရခိုင်ကျဲချက်စားနိုင်ပါတယ်ကျမအမေကရခိုင်ဖြစ်တဲ့အတွက်ရခိုင်စားတော့ကျမတို့အတွက်အရန်ကိုတတ်မှုရှိတဲ့အစားအစာတစ်ခုပေါ့ရှင်ရခိုင်စားတော့လုံးဝတအားလွယ်တယ်အဲ့တော့ကျက်သွန်ညီကိုကျမတို့ကကြင်းနဲ့ညှက်ထည့်လိုက်တယ်ကျမမေကြီးကလေအရန်လုံးဝတာလွယ်တယ်ရှင်တူကစီလင်းမပါရခိုင်စားအစားကလေပြောငယူသီးစိမ်းညှက်ထဲတယ်ငယူသီးစိမ်းကများများပါတော့เนาะကျမက6800တောင်းလောက်ညှက်ထဲလိုက်ပါတယ် မြင်ငပီးကမပါမဖြစ်လိုအပ်ပါတယ်เนาะပြီးသွားရင်မကြီးရေလေးကလည်းမပါမဖြစ်လိုအပ်ပါတယ်အရသာမုံလေးလည်းထည့်မယ်စားလေးလည်းထည့်မယ်ပြီးတော့စီလေးအနှဲငယ်ထည့်ပြီးတော့ရေကိုလိုသလားအနှဲငယ်လေးထပ်ဖြည့်ပြီးတော့မိဘဘောတင်လို့ရပါပြီเนาะမိဘဘောမတင်ခင်ကျမရဲ့ကြက်သားတော်သွားကြည့်တဲ့အခါမှာကြက်သားကနူးနေပြီမို့လို့ကျမရဲ့ဒီကျက်သွန်နီလေးတွေကိုလက်ကလေးနဲ့ခွာ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 ပြီးတော့ထည့်ပြီးတော့ရေအနှဲငယ်ထည့်ပြီးတော့ဒီအိုးလေးကိုကျမကျက်သွန်လေးတွေနူးဒီအထိ တည်ပါတယ်အရသာကတော့စိတ်ကြိုက်ပါမိမိကပန်းကမြာကြီးအကျဲထက်လို့ခြင်းနဲ့ဆိုလဲထက်ထင်နိုင်ပါတယ်အရသာမိပြီးတော့ငန်းလို့ရဲဆိုပန်းကမြာကြီးအကျဲထင်နိုင်ပါတယ်ရှင်ကျက်တော်နီကောကျက်သားကောနူးလာတယ်ဆိုရင်တော့စားရင်အဆင်ပြေဖြစ်တယ်ကျက်အချို့ကျက်ကလေးရရှိပါပြီရှင် ဟင်းစီနေလိုက်တာစီမြိုင်းတော့ကောင်းမှာပဲဆိုရင်သူတွေတို့ကတော့စီကမိမိစိတ်ကြိုက်တဲ့ပါเนาะကျွန်မစီကိုအနည်းဆုံးထည့်ပြီးချက်တက်ပါတယ်ရှင်ဒါတွေကတော့ဟိုးအရင်ကကျွန်မဖန်နေတိပါတယ်โอเคပါဒါကတော့ဆွမ်းနာကကျွန်မထည့်ထားတယ်ကျွန်မရဲ့ပဲဒီအိုးလေးပါပဲဒီအိုးလေးကိုကျွန်မတစ်ခွက်စာပဲလုပ်တဲ့အတွက်ကြောင့်မို့ဒီဂျေလေးတွေခန်းသွားတဲ့အနေထားရောက်တည်တည်ပါတယ်ရှင်ကျွန်မ15မိနစ်လောက်တည်တဲ့အခါမှာလုံးဝအရေးကခန်းစာပြူလာပါပြီဒါပေမဲ့ပဲဒီလေးတွေကနည်းနည်းလေးမာနေပြီးတဲ့ပေါ့နော်လုံးဝ ပယ်သီးလေးတွေပျော့သွားတဲ့အနေထားမှာဆိုရင်မီးဖို့ပေါ်မှာကျွန်တော်မီးပိတ်ပြီးတင်လာလိုက်တယ်15မိနစ်လောက်တည်ရတယ်ရှင်အခုလိုနေထိုင်ရရှိတာပါပြီရှင်ထမင်းဆက်ကြပါအောင်ရှင်ဟုတ်โซนแน่ท่าเนี่ยเหมียวเลยเนี่ยปกติเนี่ยจะมาโซนแน่ซาบาได้แล้วก็จัตตาอโชจัตบาจัตตาอโชจัตကိုแชร์แชทท่าดาบาญาติနိုင်ငံมาเลยไอ้ အိမ်မှာအဲ့အလူလို့ရင်ကျမလေးအိမ်ဝါဝင်နိုင်ဘာဆိုတဲ့ငန်းကတည်းပြီးရင်ဝါထွက်ရင်လည်းကျမလုပ်ပြန်တယ်ဥမသင်ငန်းနေကြတာပေါ့နော်အဲ့လိုမျိုးကျမအရန်ချက်တာချက်ပြီးတော့အိမ်မှာလူကျမတို့မိသားစုကလူနေတယ်ပေါ့နော်ညခန့်ချက်လူဝင်နေတယ်ပေါ့နော်နေတယ်ဆိုမဲ့ဖုံဖုံ၅ပါးတစ်ခါလေး5ပါးပေါ့နော်ကျမချက်တာ မနိုင်ငံဒိုင်ကန်ချက်တာရင်တော့ကျမအမအရန်ချက်အဲ့နောက်ပိုင်းမှာသူကအိမ်အောင်ကြွားသွားပါဘောနော်အိမ်အောင်ကြွားသွားအိမ်အောင်ခွဲသွားတော့ကျမချက်တာဘာသားရရှယ်နူအိမ်အောင်ချက်တာဘလို့ကလည်းတစ်ဖက်ချက်ကလည်းချက်သေးတယ်ဆန်းချက်ပါဦး Wow. Alo hả mẹ? Cái cái alo hả? Hmm. 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 มาเลยด่าพี่น้องกูชะดาวพ่อมงเนี่ยพ่อเมย์เอ้ยอเมย์เพรียสาย ဘမုံလဲဟိုမပြေအမေဖေကလည်းမရှိတော့ဘူးဒါထိုင်လည်းမစားဘူးကျတော့နေဦးလေဖို့မြော့ကျမဟင်းရတာစွဲတင်မင်းဟင်းရတာက အချို့တက်ကိုသူကဆွဲပြီးတော့မြင့်တယ်ပြီးတော့တက်တော့နေလေးရဝါညခံကြက်လေးကဆက်ဆက်လေးတော့ဟွန်း